ုပြောပြမယ်ပုံမြင်နေရပညာရှိဦးစည်းကွယ်တဲ့စရန်နေကတူပါဒီလိုပဲတိတ်ဆိတ်တဲ့တော်တခုမှာအသက်ကြီးတဲ့စီကွက်ကြီးတကောင်ရှိတော်ရမှာရှိတဲ့တရဝါရီကဒီစီကွက်ကြီးရဲ့အမျိုးအမြင်ရှိပုံဉာဏ်ပညာကြီးမွန်တော့ ယူသည်လိစားကြညနေ၏တိုင်းနေဝင်သွားလို့ရှိရင်စီဝက်ကြီးကသူတကယ်ထူမနာပြီးတော့တော်ထဲမှာရှိတဲ့တတဝါရီရဲ့ပြဿနာတွေကိုနားထောင်ဒီလိုနဲ့တည့်ရကြတော့ရုံငယ်လေးတစ်ကောင်ကသူ့စီကိုပြေးလာပြီးတော့ဦးစီွယ်ကျွန်တော် အရန်ကြောင်နေတယ်။မိခွေကကျွန်တော်အမြဲတမ်းဖန်ဆာဖို့ကြံစီနေတယ်။ကျွန်တော်အိတ်လိုတယ်မရအောင်ကျွန်တော်စားလည်းမစားနိုင်ဘူး။ကျွန်တော်အမြဲတမ်းပြေးနေရတယ်တဲ့။အဲ့ဒါနဲ့ဦးစည်းွက်ကြီးကအုံညိပ်ပြီးတော့မင်းအဲ့ဒါကိုဘလိုခေရှင်းရှင်းတယ်လို့မေးတယ်။အဲ့မှာရှင်ဘငယ်ဒီကခမဆင်းစားပြီးတော့ကျွန်တော်ဦးစည်းွက်လိုပဲ။ အမျိုးမြင့်ရှိခြင်းနဲ့ပညာတတ်ရှင်တယ်လို့ပြောတယ်။နောက်ပြီးတော့ဘလို့လုံးချုံအောင်နေရမလဲဆိုတာလည်းသိခြင်းနဲ့တဲ့။အိမ်မှာဇီးွက်ကြီးကပြုံးပြီးပါပြောလဲဆိုတော့ပညာရှိတဲ့အမျိုးမြင့်ရှိရဆိုတာတဲ့။ကျွန်များပြောတာနားထောင်ရတယ်။မှတ်သားရတဲ့။ကြောက်ရုံနဲ့မပြီးဘူးတဲ့။အမြဲတမ်း မြင်တတ်ရတယ်။နားထောင်ရတယ်။ကိုပေါ်ဝိညာဉ်မှာရှိတဲ့ရာဒီအလောကိုအမြဲတမ်းကြည့်ပြီးဘလို့အသုံးချမလဲဆိုတာဖီးရမယ်တဲ့။မင်းအဲ့ဒါလုံးနိုင်ရင်မင်းဦးတက်တဲ့ပြဿနာနဲ့မင်းဖြေရှင်းနိုင်လိမ့်မယ်လို့ပြောသွား။အဲ့နဲ့ရုံးသင်ရဦးစည်းကြီးပြောတာဘလက်ခံပြီးတော့ သူ့ပတ်ဝန်းကျင်မှာရှိတဲ့သူသွားနေတဲ့တွန်းအုပ်ကိုရဲ့ပုံစံတွေကိုသူသတိထားမိပါတယ်။ပြီးရင်အသန်နီကဒနာသူ့ကိုကဒနာရှာမဲ့အသန်နီကိုသူပူပြီးကြားလာတယ်။သတိတွေထားမိလာတယ်။ပြီးရင်သူဖယ်ပြေဖို့အပလမ်းပေါက်တွေလေသူကရှာလာရှာထားလာ ဒီလိုနဲ့အချိန်ကြာလာတဲ့အခါမှာဒီယုံတဲ့ငယ်ကပို့ပြီးတော့တွေးရှုံနေရှိတာလေပို့ပြီးလဲတော်လာမြေဝေးရလဲသူ့ကိုပထောင်းအမိတော့အဲ့ဒီအိမ်စားပြီးယုံတဲ့ငယ်ကမြန်ယုံနေမကအောင်သူလဲပညာရှိတယောက်ဖြစ်လာတယ်နာထောင်းပေးရတဲ့ကျေးဇူးတင်ပါတယ်